ကိုမင်းဦးเนี่ยအမကဟိုဒါရိုက်တာအနေနဲ့တော့မမြင်ရဘူးဟိုဒါပေမဲ့လို့ဟိုဇလမ်ဟိုဒါရိုက်တာကိုသားညီရိုက်တဲ့ဟိုဗာလဲပိုင်ရှင်ရှိတယ်မကျူးကျော်ရပါဘောเนาะအမအိတ်ကားမှာတော့ကိုမင်းဦးနဲ့送ဖို့ပါတယ်ဟောအာကိုမင်းဦးတို့ကကြတော့ဒါအမတို့ငငယ်ကလေးကဒီအားပေးခဲ့ရတဲ့အော်မင်းသားတွေဖြစ်တယ်ပေါ့နော်အရန်ကိုထူးထွန်တဲ့အာဟိုတရုတ်ဆောင်နေပေါ့နော်အမတို့ဟိုလေးစားရတဲ့အတူခိုးရတဲ့ ဟိုမင်းသားတွေပေါ့နော်အဲ့လိုမျိုးဖြစ်တယ်အခုဒါရိုက်တာအနေနဲ့စုံထားတဲ့ခါကျတော့လေအမအပို့ပြီးတော့ကိုမင်းကိုပို့လေးစားရတယ်ပေါ့နော်အမတို့နေရာကျတော့အမတို့ကျတော့ဒါဟိုနောက်ပိုင်းဝင်တဲ့ဟိုသရုပ်ဆောင်အစ်စ်လို့ပြောလို့ရတာပေါ့နော်အဲ့ခါကျတော့အဲ့စင်းပထမဦးဆုံးနေ့မှာပဲ အကိုမင်းကသူဖြစ်ချင်တာလေးတွေပေါ့နော်။အာအမကကျွန်တော်ဒီလိုမျိုးလေးဖြစ်ချင်တာဒီ character အနေနဲ့ကတော့ဒီလိုမျိုးလေးလုပ်ချင်တာအဲ့လိုမျိုးပေါ့ပြောအများကြီးတင်ယူရပါတယ်။လေးလေးလေးစားရပါတယ်ဟုတ်။အမိဘမဲ့ကင်းဟာကဟိုကြောက်အောင်ဆရာမှာပေါ့။ဟုတ်ဘယ်လိုမျိုးလုပ်ခွင့်ရလဲဆိုတဲ့အခါကျတော့တတိယဒီမှာပေါ့နော်။ဟိုစိတ်သဘောထားနူးညံ့နေဟိုကြောက်အောင်ဆရာမကြီးဟိုနေရာပေါ့နော်။အဲ့လိုမျိုးဆိုတော့ ဘယ်လိုမျိုးလေးလုတ်ခွင့်ရလဲဆိုတော့ဒီဟာကျတော့လေအဲဟိုတတိရဲ့အပြင်ပုံမှန်ဟို character လေးပဲဟိုဆိုတော့လေအဒီနေရာလေးကတော့အမနဲ့အဆင်ပြေမင်းဆိုပြီးတော့ director ကိုမင်းဦးကနေပြီးတော့အာမဟုတ်တရားလေးဟိုဟိုခေါ်ရိုက်တာပေါ့နော်အဲ့ဒါရဲ့ပြီးတော့ဟိုမဟာဟိုပြုံးပေါ့နော်အဲအဲ့ဒါကြောင့် ဒီဒီဒီကားလေးရိုက်ဖြစ်တာမဟုတ်ကိုမင်းဦးနဲ့ကအမကဟိုဒရိုက်တာနေနေတော့မမမြိုက်ဘူးဟိုဒါပေမဲ့လို့ဟိုဇလမ်ဟိုဒရိုက်တာကိုသားညီရိုက်တဲ့ဟိုဗာလဲပိုင်ရှင်ရှိတယ်မကျူးကျော်ရပါတော့အမအိတ်ကားမှာတော့ကိုမင်းဦးနဲ့စုံမှုပါတယ်ဟုတ်အမကဟိုဒီကားလေးထဲမှာဟိုရွှေသမီးနဲ့ပေါ့နော်အမရွှေသမီးနဲ့ရွှေသမီးနဲ့ပဲစုံတာပေါ့ဟုတ်ဟုတ်ဒီဘယ်လိုအမရဲ့ character ဒီအေးတဲ့ဘက်ကိုသွားတာပေါ့နော် အဲ့တဲ့ဘက်ကိုသွားတယ်ဒီဆရာမလေးကိုဟိုမေတ္တာကြီးတဲ့ဟိုဆရာမပေါ့နော်ဟာအမ်ကိုမင်းဦးတို့ကကြတော့ဒါအမတို့ငငယ်ကလေးကတရားပေးခဲ့ရတဲ့အော်မင်းသားတွေဖြစ်တယ်ပေါ့နော်ဘယန်းကိုထူးထွန်တဲ့အာဟိုတရုတ်ဆောင်နေပေါ့နော်အမတို့ဟိုလေးစားရတဲ့အတူခိုးရတဲ့ဟိုမင်းသားတွေပေါ့နော်အဲ့လိုမျိုးဖြစ်တယ်အခုဒါရိုက်တာအနေနဲ့စုံသွားတဲ့ခါကြတော့လေအမအာပို့ပြီးတော့ဟို ကိုမင်းကိုပိုလေးစားရတယ်ပေါ့နော်အမားတို့နေ့ကကြတော့အမားတို့ကကြတော့ဒါဟိုနောက်ပိုင်းဝင်တဲ့ဟိုသရုပ်ဆောင်အစ်စ်လို့ပြောလို့ရတာပေါ့နော်အဲ့ခါကျတော့အဲ့စင်းပထမဦးဆုံးနေ့မှာပဲအာကိုမင်းကသူဖြစ်ချင်တာလေးတွေပေါ့နော်ဟာအမကကျွန်တော်ဒီလိုမျိုးလေးဖြစ်ချင်တာဒီ character နေနဲ့ကတော့ဒီလိုမျိုးလေးလုပ်ချင်တာအဲ့လိုမျိုးပေါ့ပြောအများကြီးတင်ယူရပါတယ်လေးလေးလေးစားရပါတယ်ဟုတ်အဲဘာတွေများဖြစ်မလဲဆိုတော့အများကြီးပါပဲတမီးရဲ့ အာဘာလို့လဲဆိုတော့ကိုနေဆဆပြောထားတယ်လို့ပေါ့နော်အရှေ့ကစီနီယာလေးလေစီနီယာလေးဖြစ်တယ်အာပြီးတော့အခုဒီစင်ပေါ်မှာလည်းဒါရိုက်တာလည်းဖြစ်တယ်ဆိုတဲ့အခါကျတော့မတော်ကကြတော့အမှုပညာပိုင်းအနေနဲ့ကတော့နည်းသေးတာပေါ့နော်ဟိုအစ်စ်လည်းဖြစ်တဲ့အပြင်ဟိုဝင်လာအမှုပညာလောကတွေဝင်လာတာကလည်းမကြသေးဘူးဖြစ်တဲ့အထွက်ကြောင့်မို့လို့ကိုဟိုတည်ယူရတာပေါ့နော်အများကြီးဟိုတည်ယူရပါတယ်ဟုတ် အာကိုမင်းအဆက်ခုံအမဘယ်လိုပြောရမလဲဆိုတဲ့အခါကျတော့ဟိုဟိုဒါရိုက်တာလေးဖြစ်တာပေါ့နော်ဒါရိုက်တာလေးဖြစ်တယ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုဩဟိုဘယ်လိုခေါ်မလဲဒီတရုတ်ဆောင်ပိုင်းမှာလည်းအရန်ကိုဟိုတော်တဲ့လူဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုဟိုတော်တော်လေးတော့ဟိုဟိုဖြစ်ရပါတယ်သူစိတ်ကြိုက်ဖြစ်အောင်ပေါ့နော်အဲ့ဒါမှပထမဦးဆုံးဆင်းရဲ့ပထမဦးဆုံးနေ့မှာပဲ ပထမဦးဆုံးနေ့ပထမဦးဆုံးရိုက်တဲ့ဆင်းပါပဲအဲ့လိုမျိုးလေးပေါ့နော်အာနဲ့အာနောက်တော့ကိုမင်းကတေချံပြပြပါတယ်အမကျွန်တော်လိုချင်တာတွေကတော့ဒီလိုမဟုတ်ဘူးဆိုတဲ့အခါကျတော့ဒါဘလို့ပဲဖြစ်ဖြစ်ဒီဆင်းလေးပီပီမြောင်မြောင်ဖြစ်အောင်ရိုက်ဖြစ်သွားတယ်ဆိုတဲ့အခါကျတော့ဒါဒရိုက်တာတော်လို့ပေါ့နော်အများကြီးဟိုသင်ပေးပါတယ်ဟုတ်အော်ရှိတာပေါ့ဘာလို့လဲဆိုတော့အမဒီရှေ့မှာလည်းရိုက်ခဲ့တယ်ရိုက်ခဲ့တဲ့အာမာဒါ ီကိုမင်းဦးနဲ့လူမျိုးတစ်ခါမှလူမျိုးတော့မဖြစ်ဘူးဒါမှမဟုတ်သူနဲ့အမအရှိမပိုင်းချင်းချင်းသူမကျူးကျော်ရအောင်မရိုက်ဘူးတဲ့ဒါပေမဲ့ဒီကားမှာကျွန်တော်တို့ဒရိုက်တာဖြစ်နေတာ哦ဒရိုက်တာဖြစ်နေတဲ့အခါကျတော့သူကအမထားလိုက်ပါတော့အမအမရွေးလိုက်တဲ့အင်ဂျီရောင်လေးပေါ့နော်လူမျိုးရောင်လေးကစာသူကအမ်ဟိုမလို့ချင်ဘူးအမကျွန်တော်အဲ့အရာမလို့ချင်ဘူးပဲအဲ့လိုမျိုးလေးပေါ့နော်အဲ့ဒီဒီအင်ဂျီမာရင်စပြီးတော့ အဲအဲ့လိုမျိုးဖြစ်ပြီးအဲအင်းညီမတွေတို့ရောအမကျွန်တော်ဒီရောက်မလို့ချင်ဘူးဆိုရဲ့လိုမျိုးဖြစ်ပြီးလဲပြီးရောဟိုစင်းမော်ရောက်ကောအဲ့နလဲပြလိုက်တော့ okay ဆိုပြီးစင်းမော်လဲရောက်လို့ရောက်ကောဟိုအမနည်းနည်းတော့အဲ့မှာလန့်သွားတာပေါ့နော်အဲ့လန့်သွားတဲ့အချိန်မှာပြီးအဲ့အဲ့မှာစင်းမော်ရောက်နေဆိုတော့ပထမပြောလိုက်တဲ့ဒီစကားတဲ့အဲ့တော့ဟာအမကျွန်တော်လည်းမျိုးမဟုတ်ဘူးဟာအမအရှိမရိုက်ထားတယ်လေအဲ့လိုဆိုအဲ့နည်းနည်းတော့ သူနဲ့လည်းစုံမှုပါတော့မှာအမကျွန်တော်နဲ့အရှိပါရိပ်ဖူးတယ်လေအမဒီလိုမျိုးမဟုတ်ပါဘူးအမကျွန်တော်စကားပြောတာတွေနားထောင်မှုတယ်ဒီလိုမဟုတ်ပါဘူးကိုရောအမနည်းနည်းကြောက်နေရပါတော့မဟိုကြောက်တယ်လေဟိုမဟိုမပြောရဲဘူးလေအခါကျတော့အမလို့မဟုတ်ဘူးနည်းနည်းလေးအချိန်ပေးနည်းနည်းစကားပြောဟိုရွှေသမီးနဲ့စကားပြောနောက်မိုးပွင့်ဖြူအဲ့လိုနည်းနည်းပြောပြီးတော့မှနည်းနည်းလေးအချိန်လေးရပြီးတော့မှ အဲ့ပထမဆင်းလေးပြီးသွားတာဗောနော်အဲ့အဲ့တော့မှအမရပါတယ်အမဘာဖြစ်လို့လဲဆိုပြီးတော့နည်းနည်းလောဘကြီးတော့လေအာသူကလေးလိုမျိုးဆိုတဲ့ခါကျတော့အဲ့ခါကျတော့ဘလိုပဲဖြစ်ကိုကလည်းစူးစမ်းရတော့ဘာဖြစ်ဖြစ်ဟောကိုဟိုဒရိုက်တာဂျင်းနဲ့တယ်ဆိုတယ်ဆိုရင်ဒါအမကလည်းအော်ဒါသူဂျင်းနဲ့အောင်လုပ်ပေးနိုင်တယ်ဆိုလုံလိုက်နိုင်တယ်ဗောနော်အဲ့လိုမျိုးဖြစ်တဲ့အတွက် အမလည်းဟိုဂျင်းနပီတီဖြစ်တယ်ဟာမဟုတ်ဘူးအမပထမဦးဆုံးအဲ့ရပဲအဲ့ပထမဦးဆုံးအဲ့ရပြီးတော့အဲ့ဒီပထမဦးဆုံးဆင်မယ်အမပထမဦးဆုံးရိုက်တဲ့နေ့မှာဟိုသုံးဆင်းလားမသိဘူးတဲထားတာအဲ့ဒီသုံးဆင်းတဲလိုက်တဲ့အချိန်မှာအဲ့ပထမဦးဆုံးထွက်ထွက်ချင်းဆင်းလင်းပဲဆိုတဲ့ခါကျတော့နောက်ကြတော့အဲနည်းနည်းဟိုဟိုဒရိုက်တာလိုချင်တာလေးကဘလို့လေးဆိုတာလဲမလည်းနည်းအာဟိုမှာဖြစ်နေနည်းနည်းဟိုဖမ်းမိသွားတာပေါ့နော် ပြီးတော့မတို့ဟို ပြောတဲ့ဒီစကားပြောတဲ့ flow လေးပေါ့เนาะအဓိကကြတယ်ကြတော့ तू အလည်းမျိုးမကြိုက်ဘူးအဲစကားရကူနေတဲ့အရင်ကညာလောဘတော့ငကလေးရတာပေါ့ဟုတ်တယ်အရန်လောဘကြည့်ပါတယ်အရန်လင်းတော်ပါတယ်အရန်လင်းဟိုတိရဆောင်တယောက်ကိုသူပြောပြတတ်ပါတယ်ဟာအာအခုလွတ်နေပြီထင်တယ်ဒီကားလေးကိုဟိုတ िश ူအားပေးပါအောင်လို့အရန်ကောင်းတဲ့ကားအာပရိသတ်ဒီအကြိုက်ဖြစ်မဲ့ကားဖြစ်ပါဟိုဟိုဖြစ်မှာပါဟာဟာ ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်